လူဖြစ်ချင်းအယူအဆကိုနိုင်ရှင်ချင်းဒီနေ့ဘ ഹു တုတအနေဖြင့်ကျွန်တော်ပြောပြချင်တယ်အဲ့ဒါကဘာလဲဆိုလို့ရှင်တော့ evolution theory နဲ့ creation theory creation theory ပေါ့နော်ဆိုတော့ evolution ဆိုတာကစင်ကဲစင်ကဲပြောင်းလဲမှုအယူဝါဒနဲ့ creation ဖန်ဆင်းခြင်းအယူဝါဒဆိုမှာထင်မြင်ရှိတယ်ကမ္ဘာပေါ်မှာ ဘာသာကြီး၄ခုရှိတယ်။အာအဲ့ဒီဘာသာကြီးဒီထဲမှာဒီနှစ်ခုထဲတစ်ခုခုထဲမှာသူအခြေခံထားတာကိုကျွန်တော်တွေ့ရတယ်။လူဖြစ်ခြင်းနဲ့ပတ်သက်ပြီးမှ theory အများကြီးရှိပါတယ်။ဒီနေ့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ theory ဒီနှစ်ခုကိုဒီနေ့အနည်းငယ်နှိုင်းရှင်းပြချင်ပါတယ်လို့ပြောပြချင်တယ်ပေါ့နော်။ဆိုတော့ evolution လို့ခေါ်တဲ့စင်ကေစင်ကေဖြစ်ပေါ်ခြင်းပေါ့။ အဲ့ဒီရဲ့ theory အရလူဟာဘယ်ကနေစတယ်လဲလို့မေးရင်တချို့အဲ့ဒီ theory ရဲ့ယုံကြည်မှုက၃မျိုးကျွန်တော်တွေ့ရမှာဖြစ်တယ်။တစ်ခုကဘယ်နဲ့စလဲဆိုတော့မြန်မာပြည်ရဲ့နဲ့စတယ်လို့ယူဆတယ်။တချို့ကဘယ်နဲ့စတယ်လဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ not ပြည်ရဲ့နဲ့စတယ်။ not ပြည်နဲ့ဆင်းလာတဲ့ကဘာမြေကြီးပေါ်မှာ နာယတတန်ကုံဆုံးမှာလောကကိုဒီနေ့ကပါမြေကြီးပေါ်မှာကြွာလာပြန်မှာအဲ့ဒီနာဟာနေထိုင်ရင်ပေါ့ပြမပီးရနေရှိတော့ပြမတက်တန်ကုံဆုံးတဲ့ခါမှာဒီကိုရောက်လာပြန်မှာနေထိုင်ရင်နဲ့ဟစ်တီလာရရဲ့တိုက်စားမှုတဘာဝရဲ့တိုက်စားမှုကြောင့်ပြောင်းလဲခြင်းတစ်ခုကနေလူအခုဒီကနေ့ကျွန်တော်ပုံတရာအဖြစ်ပြောင်းလဲသွားတယ်ဆိုတဲ့အယူအဆကျွန်တော်တွေ့ရတယ် ဆိုတော့ဒီနှစ်ခုရဲ့အယူအဆမှာတူညီတာရှိတယ်ဘာဆိုလို့ရှိရင်ဆိုဆက်တော်နေရအဖြစ်ဥအားဖြစ်နော်ဆိုဆက်တော်နေရလို့ပြောတဲ့ခါမှာဥပမာရေပုံတပုံထဲမှာရေထည့်လိုက်ပါအဲ့ဒီရေထဲမှာဘာတရစ္ဆာမထည့်တဲ့အချိန်မှာမရှိဘူးဒါပေမဲ့တလားလောက်ရှိရင်အဲ့ဒီရေပုံကိုကြည့်လိုက်ပါဘာတွေ့ရမလဲအဲ့ဒီထဲမှာ cell ဒီတွေ့မယ်အဲ့ဒီ cell နဲ့အပြင်အကောင်လေးတွေပေါက်လာမယ်အဲ့ဒီအကောင်လေးတွေရတယ်တဆင်ပုံစံအမျိုးမျိုး ပြောင်းလဲလာပြီမှာသူ့ရဲ့ပြောင်းလဲခြင်းရဲ့ထစ်အတိုင်းအတာအရာအခြေအနေအရာပုံစံအမျိုးမျိုးတရစ္ဆာန်တမျိုးမျိုးအဖြစ်တဖြည်းဖြည်းနဲ့ကူးပြောင်းသွားမှာဖြစ်တယ်ဆိုတဲ့အယူဖြစ်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်တော့ဥအဖြစ်ပေါ့နော် ဆိုတော့ဥအားဖြင့်မွေးဖွားခြင်းရှိတယ်ဆိုးဆွတ်ခြင်းဆိုတော့ပြောမှဆိုလို့စဉ်းတော့အခုမြန်မာတို့ကနဲ့မွေးဖွားခြင်းအားဖြင့်လည်းလူဖြစ်နိုင်တယ်ဆိုတော့အယူဝါဒဖြစ်ပါတယ်เนาะဆိုတော့ဒီနေ့သူတို့ရဲ့အယူဝါဒရဲ့အဓိကအခြေခံကြတဲ့လူဖြစ်ခြင်းရဲ့အဓိကအခြေခံကြတဲ့အရာကဘာလဲဆိုလို့ရှင်တော့အဝိဇ္ဇာတဏှာကံဆိုတဲ့ ီတုံးခုအဖြစ်ဖြစ်ပေါ်လာတာဖြစ်တယ်အဲအဝိဇ္ဇာရဲ့တဏှာရဲ့ကံဟာဘယ်ကနေလာတယ်လဲဆက်ကြည့်မယ်ဆိုလို့ရှိရင်တဘာဝလို့ခေါ်တဲ့ဒီကနေ့ကဘာမြေကြီးဟာဘယ်တော့မှပြောင်းလဲမှာမဟုတ်ရှင်းနှစ်ပြီးသားဖြစ်တယ်အခုနကျွန်တော်ပြောတဲ့လူမဖြစ်ခင်ကလေးနဲ့လူမရှိခင်တတဝမရှိခင်ကလေးနဲ့ကဘာမြေကြီးအရင်ရှင်းနှစ်တည်းဆိုတဲ့ ယုံကြည်ချက်ဖြစ်တယ်။အဲ့ဒီအဲမှာရှိလာတဲ့ကဘာမြေကြီးအဲမှာအခုနပြောတဲ့မြမာပြီကနဲ့လူအဖြစ်လာပြောင်းတာဖြစ်နိုင်တယ်လို့နတ်ပြီကနဲ့လူအဖြစ်လာပြောင်းတာဖြစ်နိုင်တယ်။အာရှေ့နှစ်ပြီးသားကဘာပေါ်မှာရေဒီတဘာဝခေါ်တဲ့တောတောင်ကြီးပြည်လို့ရှင်တော့ရေမြေဒီကြောင့်အမျိုးအမျိုးမျိုး တတဝါတွေဖြစ်လာတယ်။အဲ့ဒီတတဝါရဲ့ပြောင်းလဲမှုအားဖြင့်လူဖြစ်လာတယ်လို့ယူဆတာဖြစ်တယ်။အခုနလူကြီးရဲ့အကျင့်အားဖြင့်ပေါ့နော်။ပြောမှာဆိုလို့ရှိရင်တတဝါရဲ့ကျင့်ခြင်းအကျင့်အကြံအာဝိဇ္ဇာလို့ခေါ်တဲ့ပြောမှာဆိုလို့ရှိရင်အမှန်တရားမသိခြင်းအာတဏှာဆိုတဲ့ပြောမှာဆိုလို့ရှိရင်ကိုကြိုးရှာခြင်းပေါ့။ဒီနည်းအားဖြင့်ပြောမှာဆိုလို့ရှိရင်ကိုအတက်ကိုအဖို့ပဲကြည့်ပြီးမှအာကုတ္တ တဟာဒီကြောင့်ကံဆိုတဲ့အခုနတဏ္ဍာနဲ့အာဝိဇ္ဇာဒီနှစ်ခုပေါ့အဝိဇ္ဇာကိုတဏ္ဍာအာဖြစ်လှုပ်ဆောင်ခြင်းအာဖြစ်ကံလို့ခေါ်တဲ့အဒီအလုတ်အာဖြစ်အဲ့ဒီတတဝါတွေဟာတည်သွားရင်အခုနတန်တရားလေခြင်းထဲမှာပတ်သက်လာရမှာလူပြီးမှာပုံစံမပြတ်နဲ့လူဖြစ်တယ်ဆိုတဲ့ခံယူချက်ဖြစ်ပါတယ်ဒါက evolution view ရဲ့ခံယူချက်ဖြစ်တယ်ပေါ့နော် ဒါကြောင့် evolution view အရဒါလူဒီဟာ single single ပြောင်းလဲလာတယ်လို့ခေါ်တယ်။ဥပမာအခုကျွန်တော်အင်းမှာကျွန်တော်မွေးတဲ့ခွေးဟာလည်းအရင်ဘဝတုန်းကလူဖြစ်တယ်ဆိုတဲ့ခံယူချက်တည်ဖြစ်တယ်။အာနွားဒီဟာလည်းအခုကျွန်တော်မွေးတဲ့နွားကလည်းအရင်ဘဝတုန်းကလူဖြစ်တယ်။ single single ပြောင်းလဲတယ်ဆိုတဲ့အရာအယူအဆဖြစ်တယ်။အာအဲ့ဒီအဲမှာအမလူမြင်နိုင်အောင် သူတို့ရဲ့တိကျတဲ့သူတို့အမြဲတမ်းပေါ်ထုတ်လေးရှိတဲ့အရာကဘာလဲဆိုလို့ရှိရင်တော့ခုနရေထဲမှာရှိတဲ့ဆန်တရားကြီးထွားလိုက်တရိษံအကောင်ပလောင်ဖြစ်လာတယ်ရေထဲမှာဘာမှမရှိပြီမယ်အဲ့ဒီရေထဲမှာကြာလိုက်အဲ့ဒီရေထဲမှာဘာဖြစ်မလဲရေညှိတီကြောင့်တတဝဖြစ်နိုင်တယ်ဒါကြောင့်အဲ့ဒီတတဝနဲ့တဆင်တဆင်ပုံစံပြောင်းတယ်လို့ပဲလူဒီယာလည်းကျွန်တော်ရဲ့ပုံစံ ြောင်းသွားခြင်းအဖြစ်အခုလိုပေါ့နော်လူဖြစ်လာတယ်တရိစ္ဆာန်ကလည်းလူလူကလည်းတရိစ္ဆာန်ပြောမှဆိုလို့ရှိရင်တော့အာအဝိဇ္ဇာမပြောင်းမခြင်းပေါ့နော် အမှန်တရားတိမှာပဲတို့ရဲ့အစိုးရဆနိဗ္ဗာန်ရောက်မှာပဲလူလည်းမဖြစ်တော့တရိစ္ဆာန်လည်းမဖြစ်တော့မှာဖြစ်တယ်ဆိုတော့အ evolution view ရဲ့ခံယူချက်ဖြစ်ပါတယ်ဆိုတော့ကျွန်တော် creation view ရဲ့ခံယူချက်မှာဆိုလို့ရှိရင်အဲ့ဒါဒီကလုံးဝလက်မခံဘူးအကြောင်းဖရာသခင်ကဖန်ဆင်းတယ် ဒီလိုပဲလာတာဖြစ်တယ်ဗောနော်ဖယားသခင်ကလူကိုဖန်ဆင်းတယ်ဖန်ဆင်းကြတဲ့လူယောက်ျားလူမင်းမပဲအဲ့ဒီလူမျိုးဆက်ကနဲ့တရိစ္ဆာမမွေးနိုင်ဘူးအဲ့ဒါတော့ပြောတာလူယောက်ျားလူမင်းမနဲ့ဘယ်သူတယောက်မှဒီကနေ့ဒီချင်းချင်းသူကမျက်ပေါက်ကလေးမွေးသွားတယ်သူ့ကလေးကဟိုမှာပြန်သွားတယ်အာနွားဖြစ်သွားတယ်မျက်စားသွားတယ်ဆိုတဲ့ဟာမျိုးကြီးမကြားရသေးပါဘူးဒါကြောင့် creation view အနေနဲ့ evolution view ကိုလုံးဝလက်မခံခြင်းဖြစ်တယ်။အဲ့ဒါနော်ပြီးလို့ရှိရင်တော့ပုံစံအမျိုးမျိုးဒါအာကုတူကြောင့်ပုံစံအမျိုးမျိုးပြောင်းလဲလာတယ်ဆိုတဲ့အရာတွေဒီကနေ့အင်းမာမွေးတဲ့ဝတ်ဟာလူမဖြစ်နိုင်ဘူး။ဒီလူကလည်းဝတ်မဖြစ်နိုင်ဘူး။ဘယ်နဲ့နှိပဲကြာကြာဝတ်အာဝတ်ပဲလူဟာလူပဲမပြောင်းလဲနိုင်ဘူး။ငါးကနဲ့လူမဖြစ်နိုင်ဘူး။ဆိုတော့အယူက creation view ရဲ့အယူဖြစ်တယ်။ဖယားသခင်က မျိုးစိတ်ငါအပတ်ငါမျိုးစိတ်ပဲငါပဲဖန်ဆင်းထားတယ်။နွားအပတ်နွားမျိုးစိတ်ပဲအဲ့ဒီနွားကနဲ့ချင်းတိတ်မပေါက်နိုင်ဘူး။ဥပမာအဲ့ဒီလိုယုံကြည်ထားတာဖြစ်ပါလေ။ဒါကြောင့်ဖယားတခင်ကဖန်ဆင်းတဲ့ခါမှာစာလန်တရားနှိစက်ခွန်အရာတော်လကောင်းကပ္ပဝုချအခန်းကြီးနှစ်နှိစက်တိအဖြစ်တော်လကောင်းကပ္ပဝုချခန်းကြီးနှစ်ခွန်အဖြစ်တော်လကောင်းတိနှိစက်ရှိအဖြစ်တော်လကောင်းလူဟာလူမျိုးဆက်နေသွားတယ်။ တရိษံဟာတရိษံညီမဆက်နဲ့တော်တယ်ဘဲကဘာပြက်ရင်လည်းပဲအဲ့ဒီတရိษံကြီးဟာသူ့မျိုးဆက်နဲ့သူပဲတွားမှာဖြစ်တယ်လို့ယေရှုခရစ်တော်ဖခင်ကအတိအလင်းဖော်ပြထားတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့က creation ခံယူတဲ့ creation အယူဝါဒအရာဆိုလို့ရှိရင်ကဘာမြေကြီးအရင်ရှိတယ်အဲ့ဒီကဘာမြေကြီးကိုလည်းဖခင်ကပဲဖန်ဆင်းတယ်လူဆိုတဲ့ပုဂ္ဂိုလ်ကလည်း ဖယားခင်ကပဲဖန်ဆင်းတယ်တတဝါဆိုတဲ့ပုဂ္ဂိုလ်ကလည်းဥမာနွားတို့ကြွေးတို့ပေါ့နော်ငါးတို့ရေနေတတဝါကုန်းနေတတဝါအားလုံးအားလုံးကလည်းပဲဖယားခင်ကဖန်ဆင်းတာဖြစ်တယ်သူတို့မှာမွေးဖွားနိုင်တဲ့မျိုးစိတ်ဒီဥဒီဖယားခင်ကထဲ့ပေးပြီးတာဖြစ်တယ်သူတို့ဖယားပေးတဲ့အတိုင်းပဲဖြစ်လာတာဖြစ်တယ်လို့ကျွန်တော်ကယုံကြည်ခြင်းဖြစ်တယ်အရောက်စီတိုင်းဖျားရှင်ကောင်းကြည်ပေးပါစေအာမင်